ဆန်နီ library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်နေနဲ့ကျွန်တော်ဖတ်မိသိရှိရနိုင်ငံတကာသတင်းနဲ့အချောင်းရတွေကိုကျွန်တော်လိုပဲနိုင်ငံတကာအချောင်းရတွေကိုစိတ်ဝင်စားတဲ့သူတွေသတင်းတွေကိုချိန်ပြပြတင်ညာစီလိုက်မဖတ်ရှုနိုင်သူတွေနဲ့သတင်းအချောင်းရစတာတွေကိုခိုင်မာပြန်လည်တိဆောက်လို့သူတွေအတွက်ထောက်ပံ့ပြဆိုင်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့ဒီထဲမှာမှ The What Happens Now ဆိုတဲ့အစီအစဉ်ကတော့ ခေါမစိတ်ဝင်စားစရာဖြစ်ရတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေနေတဲ့စီးစဉ်ဖြစ်ပါတယ်။အခုက What Happens Now 69အနေနဲ့မျှဝေသွားမယ့်အကြောင်းအရာတွေမှာက American သမ္မတနဲ့တရုတ်သမ္မတတို့ဘာတွေဆွေးနွေးခဲ့ကြတာလဲဆိုတဲ့အခြေအနေပြီးရင်တော့ American သမ္မတနဲ့ဂျပန်ဝန်ကြီးချုပ်တွေ့ဆုံမှုစေးစွန့်မြင့်တင်လို့တဲ့ဂျပန်နဲ့လုံခြုံရေးမှိတ်ဖွဲ့မှုကိုဆန္ဒပြနေကြတဲ့အရေးနဲ့ရုရှားလောင်စာအရေး အဲဒီနောက်မှာတောင်ကိုရီးယားသမ္မတနဲ့အမေရိကန်သမ္မတတို့ရဲ့ဆွေးနွေးပွဲညူရင်ကိုတင်မောလူချင်းနေတဲ့တောင်ကိုရီးယားနဲ့ပင်လယ်ပေါ်မှာခရုစ်ဒုံးကြည်ပစ်ပြတဲ့မြောက်ကိုရီးယားနောက်ဆုံးမှာတော့33နှစ်ကြာရပ်ထားတဲ့ညူဆန်သတ်မှုတွေပြန်လုပ်ဖို့အမိန်ပေးခဲ့တဲ့ Trump နဲ့ကုလသမဂ္ဂရဲ့တုံ့ပြန်မှုစတဲ့ချောင်းရတွေကိုနားဆင်ကြရမှာ ဖြစ်ပါတယ်ဗျပထမဆုံးကတော့အမေရိကန်သမ္မတနဲ့တရုတ်သမ္မတဘာတွေဆွေးနွေးခဲ့ကြတယ်လဲဆိုတဲ့အကြောင်းအရာပါ ရခိုင်သမရတော်နဲ့ Trump နဲ့တရုတ်သမ္မတရှီဂျင်းပင်တို့မတွေ့ဆုံမီမှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးဟာအမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုနဲ့အောက်တိုဘာ29ရက်နေ့ကဖုန်းပြောဆိုခဲ့ကြပါတယ်။ Mr. Wang ကနိုင်ငံဆက်ဆံရေးအရေးကြီးပုံကိုလေးပြပြောကြခဲ့ပြီး Mr. C နဲ့ Mr. Trump တို့တရုတ်အမေရိကန်ဆက်ဆံရေးမှာတန်ဖိုးရှိဆုံးမှာပြောင်မြောက်ပိုင်ဆိုင်မှု ဖြစ်လာခဲ့တဲ့ရေရှည်ကူးတမ်ပလယ်မှုနဲ့ အပြန်အလှန်လေးစားမှုတွေကိုထိမ့်သိမ်းထားတဲ့ကမ္ဘာခေါင်းဆောင်တွေဖြစ်ပြောဆိုသွားခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးကတော့ကိုရီးယားသမ္မတနိုင်ငံဘူဆန်မြို့မှာသမ္မတထရန်နဲ့သမ္မတရှီဂျင်းဘင်တို့အကြာလာမဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲလိုနဲ့အောက်တိုဘာ30ရက်နေ့မှာတော့တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန်နဲ့တရုတ်သမ္မတရှီဂျင်းဘင်တို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ရေစာတက်ထူတွေကဆွေးနွေးမှုရဲ့အရေးပါတဲ့ခေါင်းစဉ်ဖြစ်ခဲ့တယ်လို့ NHK ရဲ့ရေးသားဖော်ပြမှုမှာတွေ့ရပါတယ် တရုတ်ကနေအမေရိကန်ကို fentanyl စေးဝါးဝင်ရောက်မှုနဲ့ပတ်သက်လို့ Mr. Trump ကတရုတ်နိုင်ငံကအဲ့ဒီပြဿနာကိုဖြေရှင်းမှုစီမံချက်တွေလှုပ်ဆောင်မှာဖြစ်တာကြောင့်စီချက်ခွန်ဟာ၂ရာခိုင်နှုန်းကနေ၁ရာခိုင်နှုန်းကိုလျှော့ချမှာဖြစ်တယ်လို့ပြောခဲ့ပြီးတရုတ်နိုင်ငံကပဲပီဆန်နဲ့အခြားစိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေကိုအမေရိကန်ထံကဝယ်ယူမှုတွေပြန်လည်စတင်မှာဖြစ်တယ်လို့လည်းဆိုသွားပါတယ်။ Mr. Trump နဲ့ Trend ကတွစ်ဆုံမှုနဲ့ပတ်သက်ပြီးတက်ကနေ10အထိရမှတ်အနေနဲ့ပြောရရင်ဒီတွစ်ဆုံမှုက12မှတ်အထိရခဲ့တယ်လို့ဆိုခဲ့ပြီးသူဟာအေဘရီဂျာရဲ့တရုတ်နိုင်ငံကိုသွားမှာဖြစ်တယ်လို့အဲ့ဒီနောက်ပိုင်းတစ်ချိန်ချိန်မှာလဲမစ္စတာရှီချင်းပင်က American ပြည်တော်စုကိုလာရောက်လိမ့်မယ်လို့ဆိုသွားပါတယ် AFP ကတော့ American သမ္မတ Donald Trump နဲ့တရုတ်သမ္မတရှီချင်းပင်တို့ကအောက်တိုဘာ30ရက်က2နာရီကြာအစည်းအဝေးပြုလုပ်ခဲ့ပြီးမြတ်ကြတဲ့ရလဒ်ကိုလူသိရှင်ကြားကြေညာခဲ့ခြင်းမရှိဘဲအစည်းအဝေးပြီးဆုံးခဲ့တယ်လို့ဖော်ပြလာခဲ့ပါတယ် ်ထရန့်ကဒံဂိုရီယာကထွက်ခွာလာပြီးတဲ့နောက် Air Force 1လေးပေါ်မှာတရင်နောက်တွင်တွေ့ဆုံခြင်းမှာရေရှားကိစ္စအလုံးဖြည့်ရှင်းပြီးသွားပြီးဒါဟာတကဘာလုံးအတွက်ဘာလို့ပြောကြခဲ့ပြီးဒီသဘောတူညီချက်ကတနည်းတနှစ်တန်းရှိပြီးနှစ်စဉ်ပြန်လဲညှိနှိုင်းသွားမှာဖြစ်တယ်လို့ထရန့်ကပြောကြခဲ့ပါတယ်။တရုတ်ရဲ့ပုံပုံလေးပေါ်အမေရိကန်ရဲ့ဂုံသွေးခွန်ကို58ရာခိုင်နှုန်းကနေ49ရာခိုင်နှုန်းထိရှော့ချသွားမှာဖြစ်တယ်လို့လည်းပြောကြလာခဲ့ပါတယ်။ အမေရိကန်တရုတ်တို့ရဲ့ထိပ်သီးဆွေးနွေးပွဲဆိုင်ရာထပ်မံပေါ်ထွက်လာတဲ့သုံးသက်ချက်သတင်းချက်လက်တီနဲ့အခုဆွေးနွေးပွဲရဲ့ရလက်တီနဲ့ပတ်သက်လို့ထရက်အာနာရလင်ကြီးအာနာရလာချိန်ကကွန်ဂရက်မှာရှိတဲ့တရုတ်ပေါ်တင်းမာသူတွေမျှော်လင့်ထားခဲ့တာနဲ့လုံးဝကွာခြားနေပြီးတော့ပါတီနှစ်အလုံးမှာသတိပေးစံတွေထွက်ပေါ်နေစီမှာဖြစ်တယ်လို့ဆိုသွားပါတယ်အကြမ်းတက်ကလာအများစုတစ်လျှောက်လုံးမှာတရုတ်ကွန်မစီတွေပေါ်အမေရိကန်ရဲ့အခွန်ကပြန့်မြတ်55ရာခိုင်နှုန်းရှိခဲ့ပေမဲ့အဲ့ဒီပမာဏဟာ ထရက်ရင်ကချိန်ချောက်ခဲ့ဘူးတဲ့စုစုပေါင်းအခွန်145ရာခိုင်နှုန်းအောက်ကူတော့များစွာနှိမ့်ချနေတယ်ဆိုပြီးထောက်ပြမှုတွေလည်းရှိပါတယ်။သူတို့ရဲ့ဆွေးနွေးပွဲမှာထိုင်ဝမ်အကြောင်းမပါဝင်ခဲ့ဘူးဆိုတဲ့ထရက်ရဲ့စကားကိုလည်းအများအန်အားသင်ခဲ့ကြပါတယ်။နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတစ်ခုကအမေရိကန်သမ္မတနဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့တွေ့ဆုံမှုစည်ရေးဆွေးနွေးမှုတင်လို့တဲ့ဂျပန်နဲ့လုံခြုံရေးမဟာမိတ်ဖွဲ့မှုကိုဆန္ဒပြမှုတွေနဲ့ရုရှားလောင်စာအရေးပါ ဂျပန်ဝန်ကြီးချုပ်တကိုင်းချီဟာအင်ဂါနေ့ကတိုကျိုမှာအမေရိကန်သမ္မတထရန့်နဲ့ပထမဆုံးချိန်မျက်နှာချင်းဆိုင်တွေ့ဆုံမှုအတွင်းဂျပန်နိုင်ငံရဲ့ကာကွယ်စွမ်းရည်မြင့်တင်ရေးနဲ့ကာကွယ်သုံးစိမြင့်တင်ရေးကိစ္စရပ်တွေကိုလောက်ကင်ဆောင်ရွက်တော့မှဖြစ်တဲ့အကြောင်းပြောခဲ့တယ်လို့ဆိုပါတယ်။ကာကွယ်သုံးစိမြင့်တင်မဲ့ပမာဏနဲ့ပတ်သက်ပြီးအမေရိကန်ဘက်ကဒီကိစ္စကိုမပြောခဲ့ဘူးလို့ Mr. Takaichi ကပြောကြားခဲ့ပြီးတော့ဆွေးနွေးပွဲအတွင်းတိကျတဲ့ကိန်းဂဏန်းတွေကိုမဆွေးနွေးခဲ့ဘူးလို့သူကဆိုပါတယ်။ ဂျပန်ဆိုရကနိုင်ငံလုံခြုံရေးမဟာဗျူဟာနဲ့အခြားနိုင်ငံလုံခြုံရေးဆိုင်ရာစာရဲနှစ်ဆောင်ကို2026ခုနှစ်မကုန်ပြီပြန်လည်ပြင်ဆင်ရေးပြန်လည်ပြင်ဆင်ရေးဆွေးနွေးသွားဖို့စီစဉ်ထားပြီးတော့ဆွေးနွေးမဲ့ခေါင်းစဉ်တွေရဲ့မှာကံကွယ်ဆွေးနွေးတွေမြင့်တင်မှုရည်ရွယ်တဲ့ဆောင်ရွက်ချက်တွေနဲ့ဘတ်ဂျက်တိုးမြင့်မှုပမာဏတို့ဟာအဓိကပါဝင်မှာ ဖြစ်ပါတယ် Mr. Trent နဲ့ Mr. Takaichi တို့ကဂျပန်အမေရိကန်မဟာမိတ်ရဲ့အဟံတားနဲ့တုံ့ပြန်ဆွေးနွေးကိုမြင့်တင်ဖို့လက်ပွင့်လေးနဲ့အစိုးပစိဖိတ်ဒေသအောင်မြင် စ်ထွန်းရဲ့အတူတူကလှုပ်ဆောင်မှုသဘောတူခဲ့ကြတယ်လို့ဂျပန်နဲ့စီးပွားရေးလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာပုံမဆောင်ဖို့လည်းသဘောတူခဲ့ကြပါတယ်ဂျပန်ဝန်ကြီးချုပ်နဲ့အမေရိကန်သမ္မတတို့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေစဉ်နေ့စဉ်ရက်ဆက်ဆုတလို့ဂျပန်ပြည်သူလူထုကဆန္ဒပြပွဲလူထုစုဝေးပွဲနဲ့လမ်းလျှောက်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပြီးတော့ထရန့်ရဲ့ဂျပန်ခီးစဉ်မှာပြင်းထန်စွာကြေညာမှုရှိခဲ့တယ်ဆိုပြီးဖော်ပြခဲ့ကြတဲ့သဘောဖြစ်ပါတယ်ဆီလနဲ့ပြင်ဆင်မှုတိုးချဲ့ခြင်းနဲ့စစ်ချက်ခွန်လက်နက်သွင်းမြောင်းလုပ်ရည်တွေကိုကန့်ကွက်ခဲ့ကြတယ်လို့ ဂျပန်အမေရိကန်စစ်ရေးမဟာမိတ်အဖွဲ့အားကောင်းလာခြင်းဟာဒေတာရင်းတည်ငြိမ်မှုကိုဖျက်ဆီးစေတယ်ဆိုပြီးဆက်လက်ပြန့်ခဲ့ကြတာလို့လည်းသိရပါတယ်။အော်တိုဝါ28ရက်နေ့ကဂျပန်နိုင်ငံဒေတာအသီးသီးကဒါဇင်နဲ့ချီတဲ့ဆန္ဒပြတဲ့သူတွေကဝန်ကြီးချုပ်အိမ်တော်ရှေ့မှာဂျပန်အမေရိကန်လူမျိုးရေးမဟာမိတ်အဖွဲ့ကိုဆန့်ကျင်တယ်။ဂျပန်အမေရိကန်အကြီးအကဲတွေ့ဆုံဆွေးနွေးမှုကိုဆန့်ကျင်တယ်။ထရန့်ကိုမကြိုးစားပါဆိုတဲ့စိုင်းပုတ်တွေကိုရေးသားခိုင်ဆောင်ခဲ့ကြပြီးတော့စပွဲဆွေးနွေးပွဲတွေကိုဆန့်ကျင်တဲ့ ထရန်ရဲ့ဂျပန်ခီးစဉ်ကိုဆန့်ကျင်နေဆိုတဲ့ဆောင်ပုတ်တွေကိုလည်းတံမြန်ကျွေးကြော်ခဲ့ကြရမှာရဲတွေကလူစုခွဲခဲ့ရတယ်လို့ဆိုပါတယ်နှစ်ဖက်ကရုံးဆက်ကတ်မှုတွေဖြစ်ပွားပြီးအခြေအနေတွေရှုပ်ထွေးသွားခဲ့ရတယ်လို့လည်းသိရပါတယ်ဂျပန်အိုကီနာဝါကျွန်းဟာဂျပန်နိုင်ငံမှာရှိတဲ့အမေရိကန်စစ်တပ်ထိခိုက်မှုကိုကာလရှည်ကြာပြင်းထန်စွာခံစားခဲ့ရတဲ့နေရာဖြစ်ပြီးတော့လူကြီးမတော်စားမှုတွေလင်းဆူညံတဲ့နေနဲ့ရာဇဝတ်မှုကိစ္စရက်တွေစတဲ့နေရာတွေမှာပြဿနာတွေဟာ ဒေတာကန်ရဲ့နေစဉ်ဘဝကိုထိခိုက်စေခဲ့တဲ့ရည်ရှိဖြစ်ရည်တွေဖြစ်ပါတယ်။ဆွေးနွေးမှုမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပါဝင်ခဲ့ပြီးတော့ Russia LNG တင်သွင်းမှုနဲ့ပတ်သက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့စုစုပေါင်း LNG တင်သွင်းမှုရဲ့900ရာခိုင်နှုန်းနီးပါးဟာ Russia ထံကတင်သွင်းရယူတာဖြစ်ပြီးတော့ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ Mitsui, Mitsubishi တို့ဟာလည်း Russia အရှေ့ပိုင်းမှာရှိတဲ့ Sakhalin 2 LNG project မှာယင်းနှိမ့်နှံမှုအစုရှယ်ယာတွေရှိပါတယ်။ အဲ့ဒီကိစ္စကို Nikkei Business Daily ကဖော်ပြရမှာတကယ်လို့ဂျပန်ကရုရှားဆိုင်စွန့်အင်ဝယ်မှုတွေကိုရပ်လိုက်ရင်အဲ့ဒါကတရုတ်နဲ့ရုရှားကိုပျော်ရွှင်စေအောင်သာဖြစ်လိမ့်မယ်လို့ဂျပန်ဝန်ကြီးချုပ်တက္ကအီချီကထရန့်ကိုပြောတယ်လို့ဆိုပါတယ်။ Writer ကတော့ဒီကိစ္စမှာသူ့သတင်းရင်းမြစ်နှုတ်ကိုကိုးကားပြီးတော့ရုရှားတဘာဝတန်ငွေရှိ LNG တင်သွင်းမှုကိုပိတ်ပင်ခြင်းဟာဂျပန်အတွက်ခက်ခဲလိမ့်မှာဖြစ်တယ်လို့ဂျပန်ဝန်ကြီး ချုပ်အသစ်ဆန်နိုင်းရတာကကြီးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြောခဲ့တယ်လို့သူတို့ကဖော်ပြပါတယ်။အဲ့ဒီပြင်ရုရှားရဲ့ Sakhalin-2 LNG ပေးသမှု contract အများစုက2028ကနေ2033အထိ ကာလမှာတက်တန်းကုန်ဆုံးသွားမှာဖြစ်တယ်။ဒီတန်းငွေကိုအစားထိုးခြင်းကဈေးစကများမှာဖြစ်တယ်လို့တရက်စစ်နှုံတာတွေလည်းပုံမမြင်မလာစေမှာဖြစ်တယ်လို့ဂျပန်စက်မှုဝန်ကြီးကပြီးခဲ့တဲ့သတင်းပတ်တွေကထုတ်ပေါ်ပြောဆိုထားခဲ့မှုရှိပါတယ် နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတစ်ခုကတော့တောင်ကိုရီးယားသမ္မတနဲ့အမေရိကန်သမ္မတဆွေးနွေးပွဲညူရင်ကုန်သမို့လိုချင်နေတဲ့တောင်ကိုရီးယားနဲ့ပင်လယ်ပေါ်မှာ cruise တုံးကြီးပြပြတယ်မြောက်ကိုရီးယားတို့ရဲ့အချောင်းလေးပါတောင်ကိုရီးယားသမ္မတကအမေရိကန်သမ္မတနဲ့တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ29ရက်နေ့ကတွေ့ဆုံပြီးစီချက်ခွန်နဲ့မြောက်ကိုရီးယားအရေးအပါဝင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဆွေးနွေးပွဲမှာတောင်ကိုရီးယားသမ္မတက ယူမီအစွမ်းရင်သုံးရေငုပ်သင်းမောတွေပိုင်ဆိုင်ရေးအတီးပြုတ်ပေးဖို့အမေရိကန်သမ္မတကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။အဲလိုတောင်းဆိုပြီးတဲ့နောက်တစ်နေ့ဖြစ်တဲ့အော်တိုဘာ30ရက်နေ့မှာတော့ထရန့်ကကျွန်တော်ရဲ့စည်ရေးမဟာမိတ်ဆက်ဆံရေးကမကြုံစဘူးပို့ပြီးအားကောင်းလာနေတယ်။ဒါကိုခြေခံပြီးယူမီအစွမ်းရည်သုံးရေငုပ်သင်းမောတိဆောက်တာကိုခွင့်ပြုပေးလိုက်ပြီးဆိုပြီးသူ့ရဲ့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ကိုရီးယားကျွန်းဆိုတော်ကရေပြင်ကိုတောင်ကိုရီးယားကနျူကလ িয়ার ဆွဲရင်သုံးရေငုပ်သင်းမောတွေကိုအုံပြုကာကွယ်တာဟာ နောက်ဆုံးအမေရိကန်တပ်ဖွဲ့တွေရဲ့ဝင်လို့ဝင်မှုကိုရှော့ချနိုင်မှာဖြစ်တယ်လို့တောင်ကိုရီးယားသမ္မတကပြောသွားခဲ့ပါတယ်။ရီးယားဆိုင်းတုံရင်ကိုတမောရီပိုင်ဆိုင်မဲ့ယူရချက်ကိုတောင်ကိုရီးယားဆူရကပထမဆုံးချိန်လူသိရှင်ကြားထုတ်ပြန်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားယွန်ဟပ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတတောင်ကိုရီးယားမရောက်ခင်တရက်မှာပဲမြောက်ကိုရီးယားကကိုရီးယားကျွန်းဆိုအနောက်ဘက်ကဘယ်လဝါမှာ cruise ဒုံးကျည်တွေကိုစမ်းသပ်ပစ်လွတ်ခဲ့တယ်လို့ဆိုပါတယ် မြောက်ကိုရီးယားနိုင်ငံမြောက်ကိုရီးယားနိုင်ငံပိုင်ကိုရီးယားဗဟိုသတင်းအေဂျင်စီကထရန့်တောင်ကိုရီးယားကိုရောက်တဲ့နေ့မှာပဲအဲဒီဆန်သမှုကိုသတင်းထုတ်ပြန်ခဲ့ပြီးမြောက်ကိုရီးယားရဲ့ဒုံးကျည်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကရေးပြင်းနေပြီးမြေပြင်ကိုပစ်တဲ့မှာပြောင်မြောက်ခရုဒုံးကျည်တွေကိုဆက်သက်ပစ်လုခဲ့တယ်တမောဘောကနေပစ်လုနိုင်အောင်အစိမ့်မြင့်တင်ထားတဲ့အဲဒီဒုံးကျည်တွေကိုတောင်းလိုက်လွတ်တင်ပြီးဒုံးကျည်တွေဟာပစ်မှတ်ကိုမထိမီကြိုတင်တတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်းမိနစ်130လောက်ပြန်တန်းခဲ့တယ်လို့သိရပါတယ် တကူရီးယားကပြီးခဲ့တဲ့သတင်းပတ်မှာပဲဘက်ထိန်တုံးကြီးတွေဆန်သက်ပြစ်ခတ်ခဲ့ပြီးတဲ့နောက်အမေရိကန်နဲ့တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေကတောင်ကိုရီးယားပေါ်ဒရီထားစောင့်ကြည့်မှုတွေပြုလုပ်ပြီးထောက်လိုင်းစစ်ဆေးမှုတွေကိုလည်းတိုးမြင့်လှုပ်ဆောင်နေပြီးတော့ပင်လယ်ဝိုင်းမြောက်ဘက်ကရေပြင်ပေါ်မှာမြောက်ကိုရီးယားရဲ့အဲ့ဒီဒုံးကြီးတွေပြစ်လွတ်မှုကိုအင်္ဂါနေ့ညနေ3နာရီလောက်မှာတောင်ကိုရီးယားတပ်ဖွဲ့တွေကထောက်လန်းမိခဲ့တယ်လို့တောင်ကိုရီးယားပူတွဲစစ်အုပ်စည်းချုပ်ရုံးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်အဲ့ဒါကတော့ 33နှစ်ကြာရန်နာထားတဲ့နျူကလ িয়ার စမ်းသပ်မှုတွေပြန်လုပ်ဖို့အမိန့်ပေးတဲ့ Trump နဲ့ကုလသမဂ္ဂရဲ့တုံ့ပြန်မှုပါ။အောက်တိုဘာ30ရက်နေ့ကတောင်ကိုရီးယားနိုင်ငံဘူဆန်မှာရောက်နေတဲ့ American သမ္မတ Donald Trump ကတရုတ်သမ္မတရှီကျင်းပြင်နဲ့တွေ့ဆုံဆွေးနွေးဖို့မိနစ်ပိုင်အလုံးမှာပဲနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုချက်ချင်းပြန်လည်စတင်ဖို့ပင်နဂွန်စစ်ထနာချုပ်ကိုအမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။ရိုက်တာရဲ့ဖော်ပြချက်အရတော့မျှော်လင့်မထားတဲ့အဲ့ဒီကြေညာချက်ကို Trump ကသူ့ရဲ့ threat ဆိုရှယ်မီဒီယာကနေထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာသူဟာတရုတ်သမ္မတနဲ့ဂုဏ်သွေးဆိုင်ရာညှိနှိုင်းမှုတွေပြုလုပ်ဖို့ Marine One ရဟယင်ပေါ်မှာရှိနေခဲ့တာလို့သိရပါတယ်။အခုလို့ဒီအမိန်ထွက်ပေါ်လာတာဟာရုရှားနျူကလ িয়ার ဆွေးနွေးတဲ့ cruise တုံးကြီးနဲ့ torpedo တို့ကိုအောင်မြင်စွာစမ်းသပ်ခဲ့ကြောင်းကြေညာခဲ့ပြီးတဲ့နောက်တရုတ်ရဲ့နျူကလ িয়ার လက်နက်တိုးချဲ့မှုကြောင့်ထွက်ပေါ်လာတာဖြစ်တယ်လို့ဆိုပါတယ်။ဗီဂန်ပြည်တော်စုက1992ကနောက်ဆုံးကြိမ်နျူကလ িয়ার လက်နက်စမ်းသပ်ခဲ့တာဖြစ်ပြီးတော့ ်ဒါဆိုသုံးနေ့ကြရန်နာထားတဲ့ဒီအစီအစဉ်ဟာအခြားနိုင်ငံတွေရဲ့စမ်းသပ်မှုအစီအစဉ်တွေကြောင့်အမေရိကန်နျူကလ িয়ার လက်နက်တွေကိုအခြားနျူကလ িয়ার အင်အားကြီးနိုင်ငံတွေနဲ့တန်းတူပြန်လည်စမ်းသပ်ဖို့ကာဗွေးမြေဌာနကိုညွှန်ကြားခဲ့တာဖြစ်တယ်ဆိုပြီး Trump ကသူ့ရဲ့ threat social media မှာရေးသားခဲ့ပါလေ။ဒါနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ဖော်ပြောဆိုလာတဲ့ကုလသမဂ္ဂအတွင်းမှူးချုပ်ကတော့နျူကလ িয়ার စမ်းသပ်မှုတွေကိုဘယ်မှခွင့်မပြုနိုင်ဘူးလို့အော်တိုဘာ30ရက်နေ့ကပြောအော်တိုဘာ30ရက်နေ့မှာပြောပါတယ် ကြေညာချက်ကိုကုလသမဂ္ဂအတွင်းဥက္ကဋ္ဌအန်တိုနီယိုဂူတာရက်စ်ကိုစားဖာဟန်ဟက်ကဖတ်ကြားခဲ့ပြီးတော့လက်ရှိနျူကလ িয়ার အနေအထားဆိုရင်စီကကောင်းလောက်အောင်မြင့်မားနေပြီးမှားယွင်းတချက်မှုဒါမှမဟုတ်တပည့်ကြီးအနေနဲ့မြင့်တက်လာစေနိုင်တဲ့လက်ဆောင်ချက်အားလုံးကိုရှောင်ရှားရမယ်လို့ကုလသမဂ္ဂအကြီးအကဲကအခင်ခိုင်မာမာပြောကြားသွားခဲ့တယ်ဆိုပြီးတော့ထုတ်ပေါ်ဖတ်ကြားသွားခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့ What happens now ဆိုတဲ့အစီအစဉ်ရဲ့အပိုင်း69ကတော့ ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပြီးနေကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ